်းချောင်းကိုရှင်လင်းခြင်းကျွန်တော်တို့ဦးလန်းချောင်းဟာအညစ်အကြေးတွေနဲ့ပြည့်ညက်နေပါတယ်အညစ်အကြေးတွေကအစင်မြဲရှိနေတဲ့တော့အဲ့ဒီအညစ်အကြေးတွေကနေဖြစ်လာတဲ့ဂျိုးတွေကလည်းဦးနယံတွေမှာပိတ်ကတ်နေလေးရှိပါတယ်လူတွေရဲ့ဦးဟာအများန်းတက်နေဖို့လိုအပ်ပါတယ်ဘာကြောင့်လဲဆိုတော့သွေးဟာဦးတွေကနေစဖြစ်တာကြောင့်မလို့ပါအစာအသောက်တွေစီကနေရလာတဲ့အာဟာရရည်ကိုဥတွေကစုပ်ယူပြီးတော့သွေးဖြစ်ပြောင်းလဲပေးတာဖြစ်ပါတယ် ဒါကြောင့်ဥတန့်ရှင်းရင်သွေးတက်မယ်။ဥတွေကိုတန့်ရှင်းပြီးမှအစိတ်အောက်ကင်းတဲ့သွေးတန့်ကိုရမှာဖြစ်ပါတယ်။ခန္ဓာကိုယ်မှာသွေးကအထူးကလည်းဖြစ်ပါတယ်။သွေးတန့်ရင်ယောဂကင်းပါလိမ့်မယ်။သွေးညစ်တယ်ဆိုရင်ယောဂများနေပါမယ်။သွေးတန့်မှုအတွက်ဥတန့်အောင်လုပ်ပေးရမှာပဲဖြစ်ပါတယ်။ပူရီတန့်ရှင်းအောင် လုပ်ဖို့ကလည်းမခက်ပါဘူး။စင်ထိုးပြီးစရတဲ့အညွန့်ရွက်ကလေးတွေကိုစားပေးရုံပါပဲ။ဘူးညွန့်၊ကောရခါညွန့်၊ရွှေဖီယုံညွန့်စတဲ့ အညွန့်အရွက်တွေမှာအမွှေးအမြင်လေးတွေပါတတ်ပါတယ်။အဲ့ဒီအရွက်အညွန့်လေးတွေဟာဆိုရင်မျက်နှာတုပ်ပေါ်မှာပါတဲ့အမွှေးလေးတွေလိုပါပဲ။တုပ်လိုက်လို့ရှိရင် စင်ကြဲသွားပါတယ်။အဲ့ဒီအမွှေးမြင်ပါတဲ့အညွန့်အရွက်တို့ကိုကြောပြီးစားပါ။အစာလမ်းကြောင်းတစ်လျှောက်ကအညစ်အကြေးတွေကိုပြန်အောင်စုပ်တင်ပေးသွားပါလိမ့်မယ်။အစာလမ်းကြောင်းတစ်ခုလုံးတန့်ရှင်းနေတော့အဟာရကနေရတဲ့ဓာတ်တကြီးကလည်းတန့်ရှင်းပြီးတော့သွေးကလည်းတန့်နေတော့တာပေါ့။အဲ့ဒီအပြင်ဥရေထဲမှာအညစ်အကြေးကြိုးကပ်မှုတွေများလို့ ဖိုက်ပူနေတဲ့သူလည်းတစ်ဖြည်းဖြည်းနဲ့ဖိုက်ချက်သွားတာတွေ့ပါလိမ့်မယ်။အနာရောဂါကင်းကင်းနဲ့အသက်ရှင်ရှင်နေနိုင်တဲ့နီလန်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။